ဒီ2025ခုနှစ်17လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ယဉ်ထဲမှာဘယ်အရာတွေရှိနေမလဲဆိုရင်2025ခုနှစ်17လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ငါဟာဒီကိစ္စတစ်ခုခုကိုလှုပ်ဆောင်ရတော့မယ်ဆိုတာမျိုးကျင်းသိစဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်မရရအောင်လုပ်မယ်ဆိုတဲ့ဖြစ်လို့တဲ့စိတ်မိမိတို့အနေနဲ့ ဟိုယောက်ျားတို့ဆိုရယ်ဒေဂါမလျှော်ဆိုတဲ့လိုမျိုးဖြစ်အောင်ကြုံဝါမိရှိနေသော ကာလဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ယင်ထဲမှာဖြစ်လို့သောကိစ္စဖြစ်ချင်တဲ့ကိစ္စတွေကိုအချိန်တိုင်းကလေးတစ်ခုကိုရိတ်တက်မှတ်ပြီးတော့ခြေတိုးဆောင်ရလှုပ်ဆောင်နေသောကာလပိုင်းခြားဖြစ်ပေါ်နေသောကာလဖြစ်ပါတယ်တို့အပြင်မိတ်ဆွေတမန်တော်သားသမီးတွေအနေနဲ့အထူးသဖြင့်လုပ်ငန်းကိုင်ရန်နဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ပြောပြပြီးပါသည်ဒီကလာတာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှင်အလုပ်ပြိုင်လုပ်ငန်းပြိုင်ပေါ်တက်ပြင်မဲ့လို့ ဘာကိုမဆိုချိတ်တူဆောင်ရလောက်ဆောင်မှာအထူးသဖြင့်ကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေကိုတတိထားဆင်ခြင်မှာအပေါင်းနဲ့ကိစ္စလေးတွေမိတ်ဆွေအပေါင်းနဲ့ဟောင်းလေးတွေကိုတတိထားပြုမှုဆင်ခြင်ရင်ပို့ပြီးတော့အားသာကောင်းမှုပြီးတော့မိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လို့ဖြစ်စီလုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်လို့လုပ်ငန်းပြရင်လုပ်ပြိုင်နဲ့ပတ်သက်လို့ရှိရင်တော့တတိထားဆင်ခြင်ပြရန်အတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါပြီခင်ဗျာထို့အပြင်ကျွန်တော်တို့လေသားသမီးမိတ်ဆွေတွေအနေနဲ့အဲအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေအပြော်ပါနဲ့ပတ်သက်တာလေးတွေမှာတတိထားဆင်ခြင်ပေးဖို့လိုအပ်တယ်လို့ ဘာသာတရားလေးနည်းနည်းမေးနေတယ်ဗဇက်ကဖရာလက်ကကာယဆိုလို့ကာလာဖြစ်နေတဲ့အတွက်ဘာသာတရားနဲ့ပတ်သက်လာရင်ပုံမူပြီးတော့ထိတွေ့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကောင်းပြီဒါအပြင်မိတ်ဆွေတလုံးနေသားသမီးမိတ်ဆွေတွေဟာလုပ်ငန်းနဲ့ပတ်သက်လို့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစေဒီကလာတာတော့အတွက်မှာတလုံးနေသားသမီးမိတ်ဆွေတွေဖို့ အယောင်းဝင်နဲ့ပတ်သက်တော့လုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာပေါင်းမှုတိုးတက်နိုင်ပါတယ်။ဒါအပြင်အလှကိုဆိုင်ရလုပ်ငန်းတွေဖန်စီပစ္စည်းတွေပကြီးပမှုဗေဒင်ဗေဒစံကျမ်းနဲ့ပတ်သက်တော့လုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှအထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ရောင်းဝယ်ရေးဆိုင်ရလုပ်ငန်းတွေအကျိုးပေးပါတယ်။ကွန်ပျူတာတို့ကားတို့ဆက်ပစ္စည်းတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစေစားနဲ့ပတ်သက်တော့အရာလေးတွေကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ မိစုတို့နဲ့အဖွဲ့အစည်းတို့အသင်းအဖွဲ့တို့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာထက်ဆက်တူလုပ်ငန်းကလေးတွေအစုရှယ်ယာကလေးတွေစုချေးကလေးတွေဒီလိုမျိုးလုပ်ငန်းတွေရှိတို့ကောင်းမွန်အားသာပြီးတော့လက်လွန်နေသောငွေကြီးတွေမှာပြန်လည်တောင်းဆိုပါပြန်လည်ရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့ညီကောင်မတော်မတွေရဲ့အငွေကြီးအထောက်အကူတွေရရှိတာမျိုးလေးတွေညီကောင်မတော်မစုမျိုးသားချင်းတွေရဲ့ငွေကြီးအဆင်ပြေမှုတွေကိုရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျဒါအပြင် တွင်းထွက်ပစ္စည်းတို့ရွှေတို့ရရှိတာမျိုးလေးတွေဓာတ်ဆီတို့ဒေါ်လာတို့အဲဒီဇယ်တို့အဆရှိတဲ့အရာလေးတွေချိတို့ဆောင်ရလောက်ဆောင်တို့ဆက်ပစ္စည်းတွေနဲ့ပတ်တိုင်အစ်စ်ဝင်လာတာမျိုးလေးတွေချိတို့ဆောင်ရလောက်ဆောင်မှာမိမိတို့အနေနဲ့ကိုယ်ပိုင်လုပ်ငန်းလေးတွေလည်းစတင်ခြင်းနဲ့တဦးတည်းတစ်ယောက်တည်းလောက်ဆောင်ခြင်းမိမိအမိခံလုပ်ခြင်းတဲ့အဲဆက်တူလုပ်ငန်းတွေဆွေမျိုးသားချင်းတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့အဆုရှယ်ယာတွေထည့်လာမျိုးတွေရမိတ်ဆွေတွေရဲ့ကံမှုချစ်တိုးကောက်မှုပြီးတော့အားသာကောက်မှုပြီးတော့ကံကောင်းစေတော့လာဖြစ်ပါတယ်အရှိရေး လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့မေတ္တာရင်းစမ်းအရှင်ရင်းကအားကောင်းနေပြီးတော့ဖူးစာခြင်းပေါ်တရှင်သို့မဟုတ်လို့ရှိရင်အရှင်ရင်းနဲ့ပတ်သက်လာရင်မိမိချစ်တော်မြတ်လို့သောသူကနေပြီးတော့ပြန်ပြီးတော့အဖြေရာချင်းအဆက်အသွယ်ပြန်နေတော့သမီးစားတွေပြန်လဲအဆက်အသွယ်ရရှိခြင်းနေကြုံရတတ်တဲ့အတွက်တော့အရှင်ရင်းနဲ့ပတ်သက်လာရင်တော့ဘာမှမဆိုရှိတိုးဆောင်ရပြီးတော့စူးစမ်းရင်ကြီးစားလဲရကံကောင်းရင်အိမ်တော်အောင်ကြသွားပါဦးမယ်အိမ်တော်ကြလို့ရှိရင်လည်းဆရာငင်သားမင်္ဂလာရလာရွေးလို့ရပါတယ်ခင်ဗျာကောင်းပြီမိတ်ဆွေတို့အနေနဲ့ တမီးကြီးသားရဲ့အနေနဲ့အရှင်ကြီးနဲ့ပတ်သက်လို့ရှိရင်စုပ်ကောလက်ကောဝင်လာတက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်မိတ်ဆွေတို့ဒီတလတာတော်တွေမှာနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုး passport visa လုပ်ငန်းနဲ့ပတ်သက်တာမျိုးရက်ဝင်းခရီးသွားနဲ့ပတ်သက်လို့ရှေ့တိုးဆောင်ရွက်လုပ်ဆောင်မှာတိုးတက်ရှင်ကန်ကောင်းခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ်။ယာဟုတိုးဖို့ယာဟုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာဟုတိုးခြင်းယာဟုတက်ခြင်းတွေကြုံရနိုင်သောကာလပတ်တာပိုင်းခြားဖြစ်ပြီးတော့အဝေးတက်နေရာကနေပြီးတော့ဆွေမျိုးသားချင်းညီကောင်မောင်နှမတွေရဲ့အထောက်အကူတွေ အကူအညီတွေအဆက်အသွယ်တွေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်စာရုပ်စာတမ်းကိစ္စနဲ့ပတ်သက်လို့ခြေတို့ဆောင်ရွက်လှုပ်ဆောင်မှာငွေကြေးဆိုင်ရာကိစ္စလေးတွေမှာတော့ခြေတို့ဆောင်ရွက်ပြောဆိုရင်အောင်မြင်ခြင်းအားသာခြင်းနဲ့တိုးတက်ခြင်းတွေရရှိတတ်သလိုနဘုကသာသမီမရရှိသောမိတ်ဆွေများသာသမီရရှိတာမျိုးသာသမီစုပန်နာမျိုးလေးတွေမှာခြေတို့အားသာကောင်းမှုပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်ရေရှားမြေရှားဘတ်စကိုဗီဇာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လည်းမထင်မှန်ဘဲနဲ့ခီးသွားရခြင်းတွေရဝေးခီးကိုသွားရတတ်တော်လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာ မိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးလေကြောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာသတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ငကူကယောဂဟောင်းကိုအသိပြန်ဖြစ်တာမျိုးလေးတွေယောဂဟောင်းအချိန်ရှိသောမိတ်ဆွေများ one bite ကိုအစာအိမ်ကိုစီးလို့နဲ့ပတ်သက်တဲ့မိတ်ဆွေများကတော့ဒီကာလတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီຢာလေးတွေကိုပုံမူပြီးတော့အဲသတိထားပြီးတော့အပူအဆက်စားတွေတွေးတိုးတွေးတက်စားတွေသတိထားဆင်ခြင်စားသုံးပါယောဂဟောင်းကအသိပြန်ထားခြင်းမျိုးတွေကြုံရတတ်တာလို့ကျွန်တော်ဘာမှစစလို့ကမရှိလာပါဘူး အကဲကြီးကျမ်းမာရေးညံ့ငယ်ရေစစိုးဘွားညံ့ငယ်ပြီဆိုရင်တော့မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေစုံတိုက်တွေနှက်တိုက်တွေတတိုက်တွေပြင်စားတိုက်ခိုက်ခြင်းခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားစဉ်းကျင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမထင်မှတ်ဘဲနဲ့အိုးအိမ်ချမ်းမီပိုင်ဆိုင်ရတာမျိုးအသစ်ဆောက်ရတာမျိုးနေရာတိုင်းမင်းအသစ်တွေရရှိတာမျိုးပိုင်ဆိုင်တာမျိုးတွေကြုံရတတ်တယ်လို့ငကူကသာသမိကိစ္စတွေမှာပြောလို့ဆိုလို့မကောင်းတဲ့မိတ်ဆွေများသာသမိနဲ့ပတ်သက်လို့ရှိရင်စိတ်ချမ်းသာခြင်းသာသမိနဲ့ပတ်သက်လို့တပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ရင် ။များစွာအကူအညီရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ။ဒါအပြင်မိတ်ဆွေအဲတနင်္လာနေ့တာသမီးများဒီကလာတာတော့ဒီမှာဆိုရင်ငွေကြေးနဲ့ပတ်သက်လာရင်တော့အနှဲငယ်လေးအခက်အခဲအကြံ့အကြာလေးအဲကြုံရနိုင်ပေမဲ့လက်လွန်ထားတဲ့ငွေကြေးတွေမှာရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ခြင်းငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ဘာကိုမဆိုအဲဆန္ဒလိုပေါ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီးပြောဆိုလုပ်ခြင်းတွေကအသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ် အိမ်အောင်ရှင်မြအဖို့ကတော့အိမ်အောင်ရေးမှာတုံးနဲ့တုံးတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်တယ်လို့အိမ်တွင်းရေးကိစ္စလေးတွေကိုအကြောင်းပြပြီးတော့ပြဿနာတက်တာမျိုးမိသားစုကိစ္စလူမျိုးရေးကိစ္စအိမ်တွင်းရေးမှာကြားလူတဦးတယောက်ကြောင့်အကြောင်းပြပြီးတော့ပြဿနာပဋိပက္ခလေးတွေဂျုံကတက်တဲ့အတွက်တော့တတိယဆင်ခြင်ပေးရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဖြစ်နိုင်ရင်ဒီကာလမှာအမွေကိစ္စတွေအမှုကိစ္စတွေကကိုယ်ကိုယ်တိုင်ဥစည်းဥဆောင်မလုပ်ပါနဲ့ညံ့ပါတယ်အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေမိသားစုအိမ်လူကြီးကိစ္စတွေမှာကိုပေးနိုင်ရင်ပြီးလိုက်ပါမပေးနိုင်လို့ရှိရင်မပေးနိုင်နဲ့ဘာလို့လဲဆိုတော့အဲကိုကိုကိုကပြောပါမှာကိုရဲ့အပြစ်မြင်လာတာမျိုးတွေကိုကိုဝေဖန်တိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အိမ်လူကြီးကိစ္စအိမ်တော်ကြီးကိစ္စအဲမိသားစုကြီးကိစ္စလေးတွေမှာတော့ဖြစ်နိုင်လို့ရှိရင်ကိုအထက်နိုင်ဆုံးနည်းနည်းလေးဟို ဥဆောင်ဆောင်ရွက်တာမျိုးဝင်ပါပြီးပြောဆိုတာမျိုးလေးတွေအားနည်းစေသလိုမိမိရဲ့အိမ်တွင်းရေးကိစ္စကိုသူတို့များကိုတဦးတယောက်ကိုတွားပြီးတော့အကူအညီတောင်းလာမှထိုသူကပို့ဖို့ပြောဆိုပြတင်တာမျိုးတစ်ဖက်မှာတော့မိတ်ဆွေတွေနဲ့ပတ်သက်လို့တစ်ဖက်မှာတော့ပြောပြောကိုနဲ့မလို့တော့မှအပြစ်တင်ဝေဖန်တာမျိုးတွေကြုံရတတ်တယ်လို့တနည်းနဲ့သာသမီမိတ်ဆွေတို့ဒီလဟာမိတ်ဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းနဲ့ပတ်သက်တာမျိုးဖြစ်ခဲ့ပြီးတော့အဟောင်းတွေကို ကိုယ်ကိုတဦးတရကစုံဘောက်ကကြိုးကင်ချင်းချောက်ချင်းအကြက်တဲ့ဖြစ်ရှင်နေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားဆင်ခြင်ပြရအတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်အလောင်းမစားနဲ့ပတ်သက်ရင်တော့ကျွေတလဲကြက်တကုံမလုပ်ပါနဲ့ငလောင်းမစားနဲ့ပတ်သက်ရင်လူလိန်ခံရခြင်းမျိုးတွေအဲအလောင်းမစားနဲ့ပတ်သက်ရင်တတိထားဆင်ခြင်ပြရမယ်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအပြောအပါတို့အလောင်းမစားတို့မိခေါဆူဟောင်းတို့နဲ့ပတ်သက်ရင်တော့အားနည်းစီတော့လာဖြစ်ပြီးတော့ဘာကိုမဆိုတတိကလေးကပ်ပြီးလောက်ခါမှတော်ခါချမဲ့ကာလပိုင်းခြားဖြစ်ပါတယ် ပညာရင်းနဲ့ပတ်သက်လာရင်လည်းပညာရင်းနဲ့ပတ်သက်ရင်ကိုလက်ရှိသင်ယူနေရတာတခုဖြစ်နေတာတခုအဲတင်နေရတာတခုဖြစ်ရှင်တာတခုဆိုပြီးတော့နှစ်ခုစိတ်တိုင်းမကြခြင်းနေစိတ်မပြောခြင်းနေဂျုံဝတ်တတ်တယ်လို့မိအပေါင်းအသင်းမိတ်ဆွေတွေကြောင့်အဖြတ်ဝင်လာတာမျိုးလေးတွေကြံ့ကြတာမျိုးတွေဂျုံဝတ်တတ်တဲ့အတွက်တော့ပညာရင်းနဲ့ပတ်သက်လာရင်တော့အားငယ်တော့ကာလဖြစ်တဲ့အတွက်တာမန်ထက်တော့ပို့ပြီးစူးစားကာမတော်ကကြမယ်လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဒီလားတာတော့အတွက်မှာမိတ်ဆွေတနေ့ဝင်တာသမီးတွေအနေနဲ့ဘာလို့မဆို မိမိတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘုရားသမီးတို့တနင်္လာသာသမီးတို့ရဲ့အကူအညီကိုရယူပြီးပြောဆိုခြင်းဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်မှာအသေးချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စရက်တွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဝါရောင်လို့ခဲရောင်လို့အစိမ်းရောင်လို့များများပါတော့အကြောင်းတွေကိုဝစ်ဆင်ပြီးတော့ပြုမှုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ်လဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအပြာတွေနေနဲ့ဆိုလို့ရှိရင်တော့ နှစ်ကနန်းသုံးကနန်းခုနှစ်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာတာခေါင်းမှကံကောင်းစီတော့လာဖြစ်ပါတယ်အကျိုးပေးတော့အရက်ဟာတော့တောင်ဆူးဆူးရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့အရှိအရက်ဖြစ်ပါတယ်ခင်ဗျာဒီတလားတာတို့ကမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့လိုရာကိစ္စကိုမသွားမီမိမိတို့ရဲ့လိုရာကိစ္စအမှုကလေးကိုမပြုမီမှာမိမိအိမ်ကနေပြီးတော့လေရှင်သွားတာမျိုးဖြစ်စီ တို့မဟုတ်လက်ခုပ်လက်ဝါးကလေးတီးပြီးတော့လိုရာကိုကိစ္စကိုပြုတ်လို့ဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒီလက်ရာတော်တွေမှာမိတ်ဆွေတို့နဲ့သာသမီများအနေနဲ့အကျိုးပေးသောအစနာလိုပေါ့ဟိုအကျိုးပေးသောကဏ္ဍအပြာလေးနေနဲ့ဆိုနှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အဆင်ပြေနိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေဒီလက်ရာတော်တွေမှာတတိယဆင်ရရမှာတော့ မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းနေနဲ့ပတ်သက်လို့တတိထားပါအလားမစားအပြော်ပါနဲ့ပတ်သက်လို့ညံပါတယ်လူမှုရေးကိစ္စလေးတွေဘာသာရေးကိစ္စလေးတွေပဋိပက္ခကိစ္စလေးတွေမှာကိုယ်ကစေတနာနဲ့ကိုညီလိုက်ပေမဲ့ဝေဒနာဖြစ်ရတာမျိုးလေးတွေရိုးစွဆွဆွဲခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတော့တာမန်ထပ်ပို့ပြီးတတိထားဆင်ခြင်ရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါစေအိမ်လူကြီးကိစ္စအမွေကိစ္စမိသားစုကိစ္စအမှုကိစ္စလေးတွေမှာကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်မလုပ်ပါနဲ့တတိထားဆင်ခြင်ရအတွက်တော့လူအပ်သောကာလဖြစ်တယ် ဝေးกว่าနေတော့အိမ်အောင်ပါများအဖို့ပြန်လဲအဆက်တည်းရရှိခြင်းတရင်ကောင်းချင်းတွေကြုံဟတ်တတ်လို့မိမိတို့ရဲ့ဆွေမျိုးသားချင်းမိသားစုဝင်နေတဲ့အဆက်အသွယ်ပြတ်နေသူတွေအချုပ်အနှောင်ဖြစ်နေသူတွေလုံးဝအဆက်အသွယ်ပြတ်ပြီးပျောက်နေတော့သူတွေပြန်လဲရှာတွေ့တာမျိုးအဆက်အသွယ်ရတာမျိုးတွေကြုံဟတ်တတ်လို့အချုပ်အနှောင်နေတဲ့လွတ်ဖြစ်နေတဲ့သူမိတ်ဆွေများအချုပ်အနှောင်လွတ်ရှင်းနေတရင်ကောင်းချင်းတွေကြုံဟတ်တတ်တော့ကာလဖြစ်ပြီးတော့ညီကောင်မကိစ္စလေးတွေကြောင့်ငွေကြေးထောက်ကူရရှိတာမျိုး မိသားစုဆွေမျိုးသားချင်းတွေကြောင့်အခုညီရရှိတာမျိုးတွေဂျုံဝတ်တက်တော့ကာလာဖြစ်ပါတယ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်လူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲဆေးဝါးလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အဆုရှယ်ယာစုချင်းနဲ့ပတ်သက်တာမျိုးငွေကြေးနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်းဒီလိုလုပ်ငန်းတွေမှာချိတ်လို့ဆောင်ရအားသာကောင်းမှုတို့တက်ပြီးတော့ဘာလို့လုပ်လို့တနေ့မှနေတနေ့မှနေချင်းတွဲလောက်တာမျိုးတွေဟာကံကိုအားနည်းစေပြီးအစမပြေမှုတွေများစွာကြုံရတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါသတိထားပြီးပါ တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးသို့မဟုတ်တောက်ကြသားသမီးတွေနဲ့ပေါင်းစုလုပ်တာမျိုးလေးတွေမှာတတိတာဆင်ကျင်ပြန်လိုအပ်ပါတယ်။ဒါအပြင်အနောက်ဆူဆူရက်ကိုခရီးထွက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုထစ်မငော့ပြီးတော့ကံအားနည်းစေသောကာလဖြစ်တဲ့အတွက်တတိတာဆင်ကျင်ပြီးပါအပန်းရောင်မိုးရရောင်ပန်းရောင်မိုးပြရောင်လေးဒီမှာတတိထားဝစ်စင်ပြီးပါမိမိတို့ရဲ့လုံလန်းကိစ္စအလုပ်ကိစ္စလေးဒီမှာအကြံ့အကြာလေးကြီးဂျုံဝတ်တက်တော့ကာလာပိုင်းရှားဖြစ်ပါတယ်စေတနာတွေမပူပါနဲ့ဝေဒနာဖြစ်ရတတ်ပါတယ် စေတနာကောင်းတာမှကံကောင်းမယ်ဆိုပေမဲ့ဒီကာလဟာဘာသာတရားများများလို့ဖို့လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပြစီဗဇက်ကဖရလက်ကကာယဖြစ်တတ်တဲ့အတွက်မိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြအတိုက်ခိုက်တွေပေါ်ထက်တယ်လို့လုပ်ငန်းသူအလုပ်သူတွေကနေပြီးတော့မလိုမုန်းထားဂုန်းထားတဲ့စကားလေးပေါ်တတ်ပြီးတော့ပြဿနာတွေကိုလိုက်မရှင်းပါနဲ့ပြဿနာတွေရှင်းရင်ရှင်းလေရှုပ်လေရှင်းလေရှုပ်လေဖြစ်ရတတ်တဲ့အတွက်အချိန်တိုင်းမှန်တဲ့သူကအဖြစ်မှန်သွားမှာပါလို့ထပ်လောင်းအကြံပေးပြစီ ရှင်းကမှဒေါသကိုမနေနိုင်မဲနဲ့ခြေတန်းပြင်ပြီးလောက်ကမှအမားလေးတွေပါတဲ့ကြောင်းထထောင်ပြောကြလိုက်ပြစီခင်ဗျာလုပ်ငန်းပြိုင်အလုပ်ပြိုင်ကြီးရဲ့အတိုက်ခိုက်ရေးဒီဂျုံမတဲ့အတွက်တော့သတိထားစီစဉ်ပေးရလိုအပ်ကြောင်းထထောင်ပြောကြလိုက်ပြစီခင်ဗျာဒါအပြင်တနင်္လာနေ့သားသမီးတွေဒီလမှာအထူးသတိထားရမှာကိုယ်ပါဇက်ကနေပြီးတော့ဖြစ်ရှင်တဲ့အရာတွေကိုကြိုတင်ထုတ်ဖော်ပြောဆိုတာလေးတွေဟာထင်မှကြံ့ကြပြီးအစင်မပြေမှုတွေဖြစ်တဲ့ကြောင်းသတိထားစီလို့ကြောင်းဆရာကထထောင်ပြောရင်းနဲ့တနင်္လာနေ့သားသမီးမိတ်ဆွေများ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းဖက်စီကိုမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဈေးရောက်ကောင်းစီရန်အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဟိုတရင်းစာဆက်ကူကလေးကိုတေဝင်းလေးနဲ့စီးပြီးတော့လိတ်လိုက်ပါအလုံးလေးလိတ်ပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဘယ်လက်နဲ့ခုနှစ်ချက်တိတိအသက်အောင်ပြီးတော့ရိုက်ပြီးတော့ရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးတော့ရောင်းတတ်ပါစေရောင်းတတ်ပါစေရောင်းတတ်ပါစေဆိုရိုက်ပုတ်ပြီးတော့အသက်အောင်ပြီးခုနှစ်ချက်တိတိရိုက်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုလိုက်ရိုက်လိုက်ပါဒါဆိုရင်အယောင်းတွအယောင်းဖတ်သွားစီမှာအတိအကျပဲဖြစ်တယ် အဆက်ဆက်ရရအဆင်ပြေစေပြီးတော့ပြုလုပ်ရမယ်ရေရရာအနေနဲ့မပြောမိဇန်နေနာမပေးနေမိချင်းရခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက်790290416 WhatsApp Telegram မှာဖြစ်စေ Viber number 6635050 5မှာဖြစ်စေဆက်သွယ်မိများနိုင်ကြောင်းထပ်လောက်ကြော်ညာဝင်နေတဲ့တနင်္လာနေ့သားမိတ်ဆွေတို့အဋ္ဌကံပြုလို့တဲ့ဇန်နေရဲ့မိတ်ဆွေတနင်္လာနေ့သားမိများအဋ္ဌကံပြုလို့တပဆိုရင်တော့ဖြင့်ဝိစာစရဏတမန်တော် ဝိစာအတိပညာစရဏအကျင့်မှာပါကြီးမြတ်တော်မူသောမြတ်စွာဘုရားဆိုတဲ့ဂုံတော်လေးကိုအာရုံပြုဒီနေ့ကိုပတိသုံးပတ်လုံးနဲ့၁၇ရက်ဒီဒီအတိတ်ကြောင့်ဝင်လာရင် အခက်အခဲဆိုတာဘာလဲလို့မေးရလာအောင်စင်ပြေအောင်ရင်တိုးတက်လာမှာအတိအရာပဲဖြစ်ကြောင်းနဲ့ရွှေဝင်တက်ပါတယ်ဖုံးဆက်ပစ္စည်းဆိုင်ကလက်ဆောင်ပစ္စည်းတစိုးပန်တာတွေအထောက်အကူရရှိတတ်တော်လားတပည့်လာတာတွေရဲ့အကူအညီကိုများစွာရရှိတတ်တော်လားဖြစ်ပါတယ်အဆက်ဆက်အရာစင်ပြေအောင်ပြီးတော့ငွေကြီးအစင်ပြေစီရန်အတွက်ပြုလုပ်ရမယ် ယရိယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျငွေကြေးကအားကောင်းစီပြီးတော့ပြုလုပ်ရမယ်ယရိယာအနေနဲ့ဆိုရင်တော့မိမိတို့ရဲ့အိမ်ကဖျားမှာနော်မိမိတို့ရဲ့အိမ်ကဖျားမှာနေ့စဉ်နေ့တိုင်းသို့မဟုတ်ဖြစ်စေအဲတပတ်ကိုမိမိရဲ့မွေးနေ့တရက်မှာဝါစိမ့်မီဆိုတော့ဖျားနိုင်လေအဝါရောင်တတိုင်းအစိမ့်ရောင်တတိုင်းအနီရောင်တတိုင်းဝါစိမ့်မီဆိုတဲ့ဖျားနိုင်လေသုံးနိုင်ကိုမိမိအရင်မျက်စောဖျားမှာဖြစ်စေလုပ်ငန်းစည်းဆိုင်ရဲ့ဖျားမှာဖြစ်စေပူဇော်ထွင်ညီပြီးတော့ ဝါစင်းကြီးဖျောင်းနိုင်၃တိုင်းတောက်တော်ကြီး၃ခွက်ဒါပြီးတဲ့အခါမိတ်ဆွေတို့အမွေးတိုင်၃တိုင်းဒါလေးတွေကိုပူဇော်ပြီးတော့မိမိတို့ရဲ့အိမ်ဖျားမှာတကယ်လို့အမွေးတိုင်တွေပါလေဆိုတချို့ကြတော့အဲပူဇော်လေးပူဇော်တာမရှိလို့ရှင်လေရပါတယ်အဲဝါစင်းကြီးဖျောင်းနိုင်၃တိုင်းတောက်တော်ကြီး၃ခွက်နဲ့မိမိအိမ်ကမျက်စွာဖျားမှာနော်လူတန်းပြီးတဲ့အခါအဆက်ဆက်ရရအောင်မြင်စင်ပြီးပါစေဆိုပြီးတော့ဆရာတို့အဲမိမိတို့ရဲ့အခက်အခဲအကြက်တဲမှန်တယ်များကိုအစင်ပြေစီရန်တို့ဂျေးစီကလေးကို၃ချက်ပြီးပြီးတော့ လိုရာကိစ္စကိုအောင်မြင်ရင်ငွေကြေးကိစ္စဈေးဆိုင်လက်ပိတ်နေတဲ့ຢာတွေအားလုံးပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရေရာအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနေ့ဝင်သားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရေရာအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစေကြောင်းနဲ့ဆရာဟောခဲ့တဲ့အချက်ကလေးတွေမှာအစိုးဥမှန်သမျှအကျိုးမပေးတော့အရာကံရဲစီတော့အရာမှန်သမျှဒီမိတ်ဆွေတို့ကမထီရောက်မတက်ရောက်မဆိုင်င်းနဲ့ဆရာဟောတဲ့အချက်လေးတွေမှာကောင်းသောကိစ္စ ကောင်းသောအရာတွေကသာမိတ်ဆွေတို့အတွက်ထိထိမိမိနဲ့အောင်မြင်မှုတွေရရှိပြီးအောင်မြင်မှုပေါင်းတရဖို့စောင့်ကြပါစေကြောင်းဆုတောင်းဖက်ပနာပြုရင်းနဲ့တနည်းအနေသာသမီးတွေအားလုံးတက်နေတဲ့ဘုလက်ဝင်ဖြူကြပါစေခင်ဗျတနည်းလာမှာပြန်ဆုံကြတာပေါ့ဗျာယေရှုတင်ပါလေ